မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာအချမ်းဘတ်စစ်ကောင်စီနဲ့မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ဖွဲ့တို့ကြားမှာစစ်ရေးတင်းမာလာပြီးတော့ရခိုင်မှာလည်းအေအေရဲ့မျိုးသိမ်းတိုက်ပွဲများအချိန်ဟုန်ပြင်းထန်လာတဲ့အချိန်စစ်ကောင်စီရဲ့ဖိတ်ကြားချက်အရတရုတ်အစိုးရရဲ့ကိုယ်စားလှယ်ကနေပြည်တော်ကိုလာရောက်ပြီးတော့စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်အစိုးရနိုင်ငံသားရေးဝန်ကြီးဌာနရဲ့အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန်ရှိကျွမ်းဟာမနေ့ကနေပြည်တော်မှာစစ်ကောင်စီရဲ့နိုင်ငံသားရေးဝန်ကြီးတန်းဆွေနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါဗျ။အခုလိုတွေ့ဆုံတဲ့အချိန်မှာမြန်မာတရုတ်နယ်စပ်တစ်လျှောက်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးပုံမမြင့်တယ်နိုင်ရန်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးအတွက်ဆွေးနွေးခဲ့ကြတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါဗျ။တရုတ်ကိုယ်စားလှယ်နဲ့နာဆာကထိပ်ပိုင်းတွေတွေ့ဆုံမှုရှိပါတယ်။တက်ချုံနဲ့တွေ့မလား၊ဒူးချုံနဲ့ပဲတွေ့မလားတော့မသိရသေးဘူး။ ရှမ်းမြောက်မှာအခုနောက်ဆုံးစစ်ရေးပြင်းထန်လာတာနဲ့ရခိုင်အရေးကိစ္စတွေဆွေးနွေးဖို့ရှိပါတယ်။တရုတ်ကိုယ်စားလှယ်လာရောက်တာကဒီဘက်ကဖိတ်လို့လာရောက်တာလို့သိရပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောဆိုထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့တွေကြားအခုနှစ်ဇန်နဝါရီလ17ရက်နေ့ကဟိုက်ကင်းသဘောတူညီချက်အရအပြစ်ရက်ခဲ့တော့လေလက်ရှိမှာစစ်တပ်ကမြောက်ပိုင်းမဟာမိတ်ညီနောင်တပ်စခန်းများကိုတောက်လျှောက်ဆိုသလိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေကြောင်းကနေဘုံကျဲခြင်း ဒရုန်းများနဲ့ဘုံကျဲခြင်းများကိုတောက်လျှောက်ဆိုသလိုလှုပ်ဆောင်က အပြည့်ရဲ့စာချုပ်ကိုချိုးဖောက်ရရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမလိုင်မြို့နယ်မှာ PDF များကလုံခြုံရေးအရာစစ်ဆေးနေတဲ့အချိန်စိုက်ကဲမရက်ပေးဘဲနဲ့ထွက်ပြေးကြတယ် ရာအိမ်မှုလင်မယားပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ15ရက်နေ့မွန်းလွဲ2:55မိနစ်အချိန် မန္တလေးတိုင်းမလိုင်မြို့နယ်တရက်ကန်တောင်ကျေးရွာနေစစ်ကောင်စီခန့်ရာအိမ်မှုစိတ်မြင့်အောင်နဲ့ဇနီးမတ်တင်ဆန်းတို့ဟာစိုက်ကယ်နဲ့သွားလာနေတဲ့အချိန်ကြောက်တွင်းကျေးရွာအနီးကိုလမ်းဆောင်အရောက်မှာ PDF များကတားဆီးမှုကိုမရပေးဘဲနဲ့ထွက်ပြေးခဲ့ကြတယ်လို့သိရပါဗျ။ဒါကြောင့် PDF များကလိုက်လံတားဆီးပစ်ခတ်မှုအတွင်းမှာနှစ်ယောက်စလုံးကြီးစံထိမှန်ပြီးတော့ဒေဆုံသွားတယ်လို့သိရပါဗျ။အဲ့ဒီယာယီမှုကစစ်တပ်အတွက်စစ်သားတွေစုဆောင်းရေးတွေလှုပ်ဆောင်ပေးနေတာပါ။လူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်မဲဖောက်တာနဲ့စစ်မှုမထမ်းရင်ဖမ်းဆီးထောင်ချမယ်ဆိုပြီးတော့လိုက်လံချိန်ချောက်မှုတွေရှိနေပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ယာယီမှုလင်မယားဟာဈေးဝယ်ရန်ထွက်လာတဲ့အချိန် ပြစ်ခတ်ခံရပြီးတော့တေဆုံသွားခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်နဲ့ရွှေဘုံမြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား၄ဦးတေဆုံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ16ရက်နေ့ည17:00နာရီခွဲအချိန်ကမှဝက်လက်မြို့နယ်ဟန်လင်းပြူမြို့ဟောင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားနဲ့ပြူစောတိများကရိတ်ခါရှာဖွေရန်ထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များက အဝေးထိန်ပရိသာမိုင်း2ပွိုင့်နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုအတွဲမှာစစ်သား2ဦးသေဆုံးက2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလက်နိုင်ငံများနဲ့ရန်တပ်ပစ်ခတ်ပြီးတဲ့နောက်ဟန်လင်းပြူမြို့ဟောင်းကိုပြန်လည်ဝင်ရောက်သွားတယ်လို့သိရပါတယ်။ဇော်လ14ရက်နေ့ညနေ3:40မိနစ်မှာ ရွှေဘုံမြို့နယ်မခောက်ပြူစောတိရွာကစစ်သားနဲ့ပြူစောတိများဟာရွာရဲ့အနောက်ဘက်ကိုကင်းလည်ရန်ထွက်လာတဲ့အချိန်နတ်တောင်နဂါပြည်သူ့ကာကွယ်တပ်ဖွဲ့ကစောင့်ဆိုင်းပြီးတော့ဗရေသာမိုင်းပွိုင်3ပွိုင်နဲ့မိုင်းခွဲအရောက်မှာဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီး2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်ပြီးတော့မခောက်ပြူစောတိရွာတဲကိုပြန်လည်ဝင်ရောက်သွားကြောင်း နတ်တော်နဂါပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတွေကပြောဆိုထားပါတယ်။ဒါအပြင်တနင်္သာရီတိုင်းဒဝယ်မြို့နယ်ဖျားမဲဂိတ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်းရေပြည်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကပြောဆိုထားပါတယ်။ဇွန်လ18ရက်နေ့မနက်9:30မိနစ်အချိန်မှာဒဝယ်မြို့နယ်ဖျားမဲစစ်ဆေးဂိတ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စနိုက်ပါနဲ့ပစ်ခတ်တိုက်ခါရာစစ်သား9ဦးသေဆုံးပြီးတော့စစ်ကောင်စီဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်တို့နဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF နဲ့ The Way Guerrilla Revolutionary Force DGRF တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။တနိုင်ငံလုံးအတိုင်းအတာနဲ့ဆက်စင်ရေးများကိုအချိန်ဟုန်တုံးမြင့်ပြီးတော့ဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မိဘပြည်သူများအနေနဲ့စစ်ရေးအထူးအသည့်သတိနဲ့တွာလာနေထိုင်ပေးကြပါရဲ့။ ရေပြူမြွက်နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလဘီတင်ဆက်ပေးရမယ်သတင်းကတော့မကွေးတိုင်းဂံကောမြို့ပေါ်ကစစ်ကောင်စီလက်အောက်ခံအခြေခံပညာကျောင်းတွေမှာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းအကျောင်းမျိုးမျိုးနဲ့ကျောင်းမတက်နိုင်ခဲ့ပဲအခုနှစ်မှာပြန်လည်ပြီးတော့ကျောင်းတက်ခြင်းနဲ့အသက်လွန်သွားတဲ့ကျောင်းသားတွေကို ចောင်းអက်လက်မခံဖို့សិកកងស៊ីရဲ့ចောင်းអាណាបိုင်းនេះកញោចាថាដែរဆိုတဲ့ទិរិងကိုទិញសាប់ပေးပါမယ်2024 2025ပညာသင်နှစ်အတွက်កံកោမျိုးបေါ်កសិកកងស៊ីလက်អខានအခြေခံပညာအထက်တန်းចောင်းနှစ်ចောင်းဖြစ်တယ်កံកោអាថាកណែអាថាកမျိုးမှာចောင်းនេះមកសិតតអាណាទិញပြီးတဲ့နောက်ပိုင်းဇက်တိုက်ကြောင်းတက်ခဲ့တဲ့သူတွေကိုသာကြောင်းအပ်လက်ခံပြီးတော့အကြောင်းမျိုးမျိုးကြောင့်ကြောင်းမတက်ရောက်နိုင်ပဲအခုနှစ်မှာကြောင်းပြန်တက်လို့တဲ့အသက်၁၈နှစ်ကျော်သွားတဲ့ကြောင်းသားတွေကိုတော့ကြောင်းအပ်လက်မခံဘူးလို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီက တို့အာနာတက်ရောက်တဲ့ဂံကောမျိုးပေါ်နဲ့ပြူစောတိကျေးရွာတွေမှာသာအခြေခံပညာကျောင်းတွေကိုဖွင့်လှစ်ထားနိုင်ခဲ့ပေမယ့်တခြားရောဒေသဂံကောခရိုင်အတွင်းကလွတ်မြောက်နေမြေတွေမှာတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအခြေခံပညာသင်ကျောင်းပေါင်း 60ကျော်ကိုဖွင့်လှစ်ထားနိုင်ခဲ့ပြီးတော့ចောင်းသားဥယျာ18000ကျော်တက်ရောက်နေပြီဖြစ်တယ်လို့ရောအလင်းတန်းကဖော်ပြထားပါဗျ။ရောဒေသမှာမြို့ပြင်ရွာတွေကနေပြီးတော့မြို့ပေါ်အထိတက်ပြီးတော့ကြောင်းတက်တာမျိုးမရှိတော့ပဲ NUG အောက်ကကြောင်းတွေမှာပဲတက်ကြတာပုံများလာတယ်အခုဆိုရင်အရင်မြို့ပေါ်ကစစ်ကောင်စီရဲ့အခြေခံပညာကြောင်းတွေကနေပြောင်းလာတဲ့သူတွေနဲ့ပြူစောတိရွာတွေကနေပြီးတော့ထွက်ပြေးလာတဲ့ကြောင်းသူကြောင်းသားအရေးအတွက်ဟာဂံခေါ်မှာပုံများလာတယ် ရန်ကုန်မြို့နယ်ပကဖနဲ့တောင်ရှိသူတွေရဲ့ပြောပြချက်အတိုင်းဆိုရင်အဲ့ဒီကြောင်းပြောင်းလာတဲ့သူတွေကိုအရင်ကြောင်းတက်ခဲ့ဘူးတဲ့အတန်းပညာအထောက်အထားခိုင်းလုံတယ်ဆိုတာနဲ့ကိုကြောင်းအပ်လက်ခံပေးပါတယ်ပညာဆက်ပြီးတော့တင်ယူခွင့်ပေးထားတယ်လို့ရောလင်းတန်းဖွဲ့ကကိုပါကောင်းကပြောဆိုထားပါတယ်စစ်ကောင်စီထိန်းချုပ်မှုအောက်ကအခြေခံပညာကျောင်းတွေမှာ2024 2025ပညာသင်တဲ့အတွင်းနိုင်ငံတော်ဝန်မှာကြောင်းအပ်လက်ခံသူဥယျာဉ်6တန်းကျော်ရှိခဲ့တယ်လို့စစ်တပ်ဩဇာခံသတင်းရင်းမြစ်တွေကဖော်ပြထားပါတယ် ဒါအပြင်အခြေခံပညာအကြောင်းကအတန်းငယ်တွေအတွက်ပညာသင်ကြားရေးစနစ်ကိုအခမဲ့နဲ့တခြားထောက်ပံ့ကူညီမှုတွေရှိတယ်လို့လဲစစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနကကြွေးကြော်ထားတယ်လို့အကြံဖက်စစ်ကောင်ဆောင်မင်းအွန်လိုင်းကိုယ်တိုင်ဥဆောင်ပြီးတော့အခြေခံပညာအကြောင်းတွေမှာလူလုံးပြတွားရောက်တွေ့ဆုံခဲ့တာကိုလည်းတွေ့ရပါတယ်အကြံဖက်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာပညာရေးနယ်ပယ်အတွင်းနန်းစီဒီယန်ဝန်ထမ်းတွေကြားရာဒူးတို့အွှေ့ပြောင်းနဲ့ကျောင်းအပ်လက်ခံရမှာလက်ပေးလက်ယူမှုတွေပုံမဆိုးဝါလာခဲ့ပြီးတော့ ကြုံရအစားထိုးထားတဲ့ပညာရေးဝန်ထမ်းတွေရဲ့ကျောင်းအတွင်းပညာရေးနဲ့တွေးဖီနေတဲ့ online ပေါ်ကအပြုတ်မှုတွေတနေ့တခြားပုံပုံများပြားလာတာကိုလည်းတွေ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတင်ငန်းကျောမြို့နယ်တူဝနာ25ရက်ကွက်အုပ်ချုပ်ရေးမှုခင်းအုံမာကျော်ကစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ရက်ကွက်အတွင်းမှာရှိတဲ့နေအိမ်တိုင်အိမ်ကိုငွေကျပ်1000ခွဲကနေ3000အထိလက်စင်ချင်းချောင်းတောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အေပီလကနေစတင်ပြီးတော့တင်ကန်းညွန့်မြို့နယ်သူနာ25ရက်ကွက်အုတ်ချုပ်ရည်မှုခင်းအုံမာကျော်ကရက်ကွက်အတွင်းမှာရှိတဲ့အသက်18နှစ်ကနေအသက်35နှစ်အတွင်းရှိတဲ့ အမျိုးသားများနေထိုင်တဲ့နေအိမ်များအလုံးကိုလမ်းစဉ်ငွေကျပ်1000ခွဲကနေ3000အထိလိုက်လံကောက်ခံနေခြင်းဖြစ်တယ်လို့သိရပါဗျ။အသက်18နှစ်ပြည့်ပြီးတဲ့တက္ကသိုလ်ကျောင်းသားများဆိုရင်လူငယ်တအူးကိုငွေကျပ်1000ခွဲနဲ့တက္ကသိုလ်ကျောင်းပြီးပြီးတော့အလုပ်ကံရှိတဲ့အမျိုးသားတွေကိုတော့တအူးကိုငွေကျပ်3000လမ်းစဉ်ကောက်ခံနေတယ်လို့သိရပါဗျ။ငွေကြေးမပေးပါကစစ်မှုထမ်းခိုင်းမယ်လို့ချင်းချောက်ပြောဆိုမှုများလည်းရှိနေကြောင်းသိရှိရပါဗျ။ ူဝနာ25ရက်ကွက်ကရက်ကွက်အုပ်ချုပ်ရင်းမှုခင်အုံမာကျော်ကစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့လစဉ်အာဓမငွေကြေးကောက်ခံမှုတွေပို့ပြီးတော့လှုပ်လာတဲ့စစ်ခွေးတွေစစ်အာဏာသိမ်းတဲ့ကာလစတင်ချိန်ကစပြီးတော့တူဝနာ25ရက်ကွက်မှာအုပ်ချုပ်ရင်းမှုဖြစ်လာတဲ့သူပါစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့လစဉ်ကြီးကောက်ခံနေတာ၃ချိန်မြောက်ရှိနေပါပြီရက်ကွက်မှာရှိတဲ့အိမ်တိုင်းမထည့်မနေရကောက်ခံနေတာတာမန်ကျောင်းသားအရွယ်စုတပေါင်းခွဲချက်ကနေပြီးတော့စပြီးလုပ်ငန်းခွင်နဲ့ဝင်ရောက်နေတဲ့သူတွေဆိုရင်၃000ကျပ်အထိလစဉ်ကောက်ခံနေတာပါလို့ပြည်သူတို့ကပြောဆိုထားပါတယ် အခုလိုမျိုးကောက်ခံရမှာတူဝနာ25ရက်ကွယ်အုပ်ချုပ်ရေးမှုခင်းအောင်မာကျော်က၎င်းကိုယ်တိုင်လှုပ်ဆောင်ခြင်းမရှိပဲရက်ကွယ်ရုံစရေးနဲ့စရေးမများကိုလွတ်ပြီးတော့တိန်ဝင်တိန်ထွက်လိုက်လံကောက်ခံခိုင်းခြင်းဖြစ်တယ်လို့ဒေသခံပြည်သူများကဆက်လက်ပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီကဖေဖော်ဝါရီလ10ရက်နေ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းကြောင်းကြေညာပြီးတဲ့နောက်ပိုင်းစစ်တပ်ရဲနဲ့အုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ငွေညစ်တောင်းခံမှုများတနိုင်ငံလုံးအတိုင်းအတာနဲ့တောက်လျှောက်ဆိုးသလိုဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ